ကျွန်တော်တို့ရဲ့ချင်းလေးဂျော်ရှွာဗန်နဲ့ UFC Flyweight နံပါတ်5 Fighter G ဖြစ်တဲ့ Brandon Reba ရဲ့ထူးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီ Brandon Reba ဟာ Joshua Van ထက်အရရလက်တန်ရရှိနေတာဖြစ်တဲ့အတွက်ပြည်တတိကတော့တတော်လေးကိုစိုးရိမ်မှုမြင့်တက်နေတာကိုတွေ့ရပါ ರಿ Brandon Reba နဲ့ Joshua Van တို့ကတော့ဒလင်ကနီနဲ့မြန်မာစံတော်ချိန်မနဲ့9နိုင်ခွဲလောက်မှာကစားကြပါလိမ့်မယ် Brandon Reba ရဲ့မဟာအားသာချက်ကတက်လုံးနဲ့မာကုန်ပဲ flyweight တန်းမှာဆိုရင်အတော် Marie Fighter လို့ကျောင်းအနေနဲ့ပြောလို့ရတယ်။ Submission Defense ကအတော်လေးကိုကောင်းတယ်။ဒီပွဲမှာသူရှုံးမယ်ဆိုရင်လည်းအမတ်ပေးအဆုံးဖြတ်ပေးများမယ်။ Joshua Bain ရဲ့အာသာချစ်ကမြန်တဲ့တွက်လက်တဲ့အလုံးအထည်တူရင်ချင်းလေးကပိုမြန်တယ်။ Takedown Defense ကတော်တော်လေးကိုကောင်းပါရည်။ခြေတွက်လက်တွက်ကောင်းတယ်ပေါ့နော်။ထိချက်အသာရအောင်ထိုးနိုင်တယ်။အားနဲ့ချက်ကလက်တန်တူတယ်။ဒါပေမဲ့ boxing ကောင်းလို့သိပြီးတော့မသိတာပါဘူး။အခုပွဲမှာအဓိကအားနဲ့ချက်က ကျွန်တော်ရဲ့ဘန်ပေါ့နော်ဘန်ရဲ့အဓိကအားနည်းချက်ကလူစားဝင်ထိုးရတာပါပဲဂျက်ရှွာဘန်ကဒါမျိုးလုပ်တာများနေပြီးအရင်ပွဲတွေမှာသိမ့်မတိတာပဲမဲ့အခုပွဲမှာအတော်လေးကိုစွရင်မိတယ်ဗျသုံးပတ်အတွင်းမှာနော် ပွဲဆက်ထိုးတာကျန်းလုံးပါလေကိုရင်ကယုံကြည်ချက်ကောင်းနေလို့ခြားကြတာပေါ့လေ ဘရန်နာရီဘာကတော့ပြန်မက်ကိုဖိအားပေးထိုးတာပါတလုံးအားပြုပြီးတော့ non stop pressure ပေးထားတယ်ပြန်မက်ကဘောက်ဆင်ကောင်းရင်ကောင်းတာပြန်ထိတာပဲဒီချက်က Joshua မှအကြိုက်ဖြစ်နိုင်တယ်ဘရန်နာရီဘာကအသင်းလိုက်ဖိချင်တယ်သူလည်းပြန်ထိကုန်ရောဒါကြောင့်မလို့ Jory ရဲ့ Joshua ဘန်လေးဟာဆိုတော့ပြေ Brandon River ကိုပွဲသိမ်းဖို့ထက်အမှတ်တာဖို့ကြိုးစားတင်တာပါပုံမှန်အဖြစ်ဆိုရင်လည်း Brandon River ကိုပွဲသိမ်းဖို့ကတော်တော်လေးကိုမလွဲပါဘူး ဂျေရှွာဘန်ကကောင်တာဖမ်းပြီးအသာဆော့စေခြင်းနဲ့စိတ်ညစ်ညောင်းထားပြီးငြင်းငြင်းလေးသာကစားပါအမှတ်တောင်ထိုးစေခြင်းပါတယ်ဘရန်နာရီဘာကဘလူးဆိုင်းတီးဖို့များပါတယ်ရှင်တိုးလိုအသာမရရင်ဝင်လုံးဖို့များတယ်အခုဟာဟာသုံးချီဆိုတော့တိတ်မကြပါဘူးတက်လုံအသာချက်ကဒီနေရာမှာတိတ်အသုံးဝင်မယ်မထင်ဘူးဂျေရှွာဘန်လည်းတက်လုံအားကောင်းတာပြီလीဂျေရှွာဘန်နေနဲ့ short notice နဲ့ဝင်ထိုးရတာဆိုတော့တော်တော်လေးကိုစိုးရင်ဖို့ကောင်းတယ် ဒါပေမဲ့ဂျိုရှွာမှာအပြည့်အဝပြင်ဆင်ထားမယ်လို့ယုံကြည်တယ်။ဟိုဘီကဘရန်ဒါရေဘာကတော့တော်တော်လေးကိုလီတိုက်နေတာဖြစ်တယ်။သူ့အနေနဲ့သူ့ရဲ့ UFC ကစားသမားတသန်းတလျှောက်မှာအဆင့်30အပြင်ပနဲ့เนาะပြင်ပကဖိုက်တာနဲ့လုံးဝမထိုးဘူးဘူးအခုတော့အဆင့်30အောင်နဲ့ထိုးရမယ်ဆိုတော့သူ့ရှေ့မှာလာတဲ့ဘဲဖိုက်တာကိုမဆိုသူ့အနေနဲ့အမောက်ကြိတ်ပြမယ်မနေ့ပြန် သူဘာကောင်းလဲဆိုတာကိုပြမယ်ဆိုပြီးတော့ဒီကနေ့မှာတော့ကျုံဝါသွားခဲ့ပြီလေဖြစ်ပါရီဂျက်ရှူအမန်အတွက်ပြစ်သက်တွေနေနဲ့ဆိုရင်မယ်ဆိုရင်လည်းဆိုရင်ဆရာပါပဲဒါမဲ့ကျွန်တော်တို့ရဲ့ဂျက်ရှူအမန်ကိုအပြည့်အဝယုံကြည်တယ်ဒီပွဲရှုံရှုံနိုင်နိုင်ဂျက်ရှူအမန်ဘက်မှာအမြဲတမ်းရှိနေမယ်ဂျက်ရှူအမန်တက်ဒီပွဲကလုံးဝအရှုံးမရှိတဲ့ပွဲပဲဖြစ်ပါရီနော်